ရန်ကုန်မြို့တော်စီမင်းသားယာရေးကော်မတီအစဉ်အဆက်ရွေးကောက်ပွဲမှာအမျိုးသမီးကိုယ်စားလှယ်လောင်32ဦးဝင်ရောက်ရှင်ပြိုင်မှာဖြစ်တယ်လို့ရန်ကုန်မြို့တော်စီမင်းသားယာရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးကပြောပါရယ်အခုရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မှုအမည်စရင်ပေးသွင်းထားသူ305ဦးနဲ့ကိုယ်စားလှယ်အရေးချင်းကိုက်ညီမှုမရှိခြင်းနဲ့မိမိသဘောဆန္ဒအလျောက်အမည်စရင်တင်သွင်းခြင်းကိုရုပ်သိမ်းထားတဲ့အတွက်ပယ်ခဲ့သူစုစုပေါင်း14ဦးရှိခဲ့တာကြောင့်ရွေးကောက်ပွဲဝင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်း 291ဦးရှိတယ်လို့သိရပါတယ်။အဲဒီ291ဦးထဲမှာအမျိုးသမီးကိုယ်စားလှယ်လောင်း32ဦးပါဝင်နေတာဖြစ်ပြီးရန်ကုန်မြို့တော်စီပင်သားရဲကော်မတီဝင်ဖြစ်3ဦး၊ခရိုင်စီပင်သားရဲကော်မတီဝင်ဖြစ်4ဦးနဲ့မြို့နယ်စီပင်သားရဲကော်မတီဝင်ဖြစ်25ဦးဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်။နှစ်ပေါင်း60ကျော်အတွင်းပထမဆုံးလုပ်တဲ့စီပင်ရွေးကောက်ပွဲမှာကိုယ်တိုင်စံပြအနေနဲ့လုပ်မယ်ဆိုပြီးဝင်ရောက်ရှင်ပြိုင်တာဖြစ်ကနိုင်ငံတကာကိုလေးလာမယ်ဆိုပါက အမိုက်သိန်းလုပ်ငန်းကိုအစိုးရကမလုပ်ဘဲ ကုမ္ပဏီတွေကသာလုပ်တာဖြစ်ပြီးမြန်မာနိုင်ငံမှာတော့အစိုးရကပဲလုပ်နေတဲ့မူဝါဒကိုပြောင်းချင်တယ်လို့ရန်ကုန်မြို့တော်စီမံသားရရေးကော်မတီဝင်ဖြစ်မြောက်ပိုင်းခရိုင်ကဝင်ရောက်ရှင်ပြိုင်မဲ့အမျိုးသမီးကိုယ်စားလှယ်လောင်းဒေါ်နော်ဆူဆန်နာလှလှဆိုးကပြောပါတယ်ရန်ကုန်မြို့တော်စီမံသားရရေးကော်မတီအစည်းအဝေးရွေးကောက်ပွဲကိုဒီဇင်ဘာလ29ရက်နေ့မှာကျင်းပမှာဖြစ်ပါတယ်